မိုးကုတ်မြို့ကိုစစ်ကောင်စီတပ်ကဇက်တိုက်ဗုံးကျဲနေပြီးမိုးကုတ်မြို့ကဖူဆယ်ဘောလုံးကွင်းကိုအော်တိုဘားလ21ရက်ညနေ3:00နာရီဝန်းကျင်မှာဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဘောလုံးကစားနေတဲ့ကလေး3ယောက်သေဆုံးပြီး12ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့တအန်တက် TNL စီကသိရပါတယ်ဒီသတင်းကိုလင်းအိမ်ပေးပို့ထားတာပါရှင်တန်တက် TNL ထင်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့ကို စစ်ကောင်စစ်တပ်ကဇတိုက်ဘုံကျဲနေပြီးအရှေ့ပိုင်းကန်တော်ရက်ွက်မှာရှိတဲ့ဖူစဲဘောလုံးဝင်းကိုအော်တိုဘာလ22ရက်ညနေ3နာရီချိန်လောက်မှာဒီကြောင်ကနေအခုလအတွင်း3ချိန်မြောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ TNN စီကသိရပါဗျ။စစ်ကောင်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲမှုကြောင့်ဘောလုံးဝင်းမှာကစားနေတဲ့ကလေး3ယောက်တည်ဆုံးခဲ့ပြီး12ယောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေရှင်လုံးလဲထိခိုက်ပျက်စီးခဲ့တာထိခိုက်ဒဏ်ရာရသူတွေကတော့မိုးကုတ်ဆေးရုံမှာဆေးဝါးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။ နေ့လယ်3နာရီဝန်းကျင်မှာစစ်ကောင်စီတီဒီမော့ကုံမြို့အရှိပိုင်းကိုလာရောက်ပြီးတော့မှပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲဒီပုံကျဲတိုက်ခိုက်မှုမှာဒီအယက်တာကလေးငယ်3ဦးတိတ်ဆုံးပြီးတော့မှ4ဦးထိခိုက်ဒဏ်ရာရပါတယ်။နေ့6လုံးနဲ့ထိခိုက်ပျက်စီးသွားပါတယ်။ကလေးငယ်2ယောက်နဲ့ယောက်ျားလေး1ယောက်ဖြစ်တဲ့ကလေးတွေကဒီ17ဆနစ်အရွယ်လောက်ပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ကမော့ကုံမြို့ ပိတ်ဆက်ရက်ကွက်အနီးရှမ်းကြောင်းအနောက်တောထဲကိုအော်တိုဘာလ21ရက်ညနေ3နာရီလောက်မှာဘုံတလုံးကျချခဲ့ပြီးတဲ့နောက်6မိနစ်အကြာမှာပူစယ်ဘောလုံးကွင်းကိုထပ်မံလာကျဲခဲ့တာလို့မျိုးကန်တွေကပြောပါတယ်စစ်ကောင်စီတပ်ကမိုးကုံမြို့ကိုအော်တိုဘာလအတွင်းဒီကြောင်ကနေအခုတစ်ချိန်ပါဝင်၃ချိန်မုံကျဲတိုက်ခိုက်ခဲ့ပြီးအခုတစ်ချိန်မှာလူသေဆုံးထိခိုက်တာတွေရှိခဲ့တာလို့ဆိုပါတယ်မီနီလေးပဲဟဲ့အေလုံးမြင်ရတာတော့ဒီပြက်စီသွားတဲ့ဒီလူတွေရဲ့ဟိုအိမ်ကြီးပေါ့နော်အဲ့ဒါတွေကိုအရင်မြင်ရတယ်ကျင်းမက်တစ်ခုချလိုက်ပြီးဆိုရင် ်ဘယ်အဖွဲ့အစည်းရောမှမလည်းမရှိခဲ့ဘူးဘယ်အဖွဲ့အစည်းပေါ်မှမလည်းမကြောက်ရောက်ခဲ့ဘူးရှိခဲ့တဲ့နေရာကြောက်ခဲ့တဲ့နေရာတွေအကုန်လုံးကလည်းတကယ်ကြီးလူတွေပေါ်မှာပဲဖြစ်နေတဲ့အတွက်ကြောင့်မလို့တကယ်ညံ့လာခဲ့တဲ့လူတွေကလည်းကြီးလူတွေပဲချိန်ဆခဲ့တဲ့လူတွေကလည်းကြီးလူတွေပဲတည်ဆုံးခဲ့တဲ့လူတွေကလည်းကြီးလူတွေဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လို့စိတ်မကောင်းလည်းရောက်ပါတော့ကြီးလူတွေအားလုံးကိုညံ့ညာပြီးတော့မှဒီဒုက္ခအနေနဲ့အများဆုံးလူစိတ်ရှင်တာပေါ့ မိုးကုံမြို့ကိုပြန်ရဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကမိုးကုံမြို့နဲ့မိုင်90ကျော်မှာရောက်ရှိနေပြီးမိုးကုံမြို့ထဲကိုလေကြောင်းကနေပါဗုံးကျဲတိုက်ခိုက်နေတယ်လို့သိရပါဗျ။မိုးကုံမြို့ကိုဗုံးကျဲတိုက်ခိုက်တာတွေဇက်တိုက်လုပ်နေပြီးမဲ့လက်ခီးအစ်စင်မပြေတဲ့အတွက်ဒေသခံတွေဟာမြို့ကနေထွက်ပြေးတိမ်းရှောင်ဖို့အခက်အခဲတွေရှိနေပါဗျ။ မုတ်ခုချင်းတွေဘာတွေမလုပ်တာမျိုးမရှိတော့ခါကျွန်တော်ကုတွဲလုံးခြုံနေနေတာဆိုတော့မရှိဘူးအဲ့လိုမျိုးခံစားရတော့ပဲပြီးလူပြီးရမှန်းကိုကမတိရအောင်အဲလီလာဘီဆိုတာနဲ့ကိုမှာအဲလက်တီတုံးရင်းနေတုံးအဲပြုရှင်ခြေထားလည်းပျော့ခွေသွားအဲ့နေရာမှာပဲလေတကယ်လို့အဲကိုနာမှာကြာမယ်ဆိုရင်တော့မကိုကဘာလို့ ပေးချင်းဘလူးခီလိုဖြစ်သွားမှန်းတော့တိမောင်မဟုတ်တဲ့ချီနေကွာသူတို့က point တွေပါတယ်ရှိတဲ့နေရာမှာမချက်ချင်းချပြီးဆက်ရှင်ပြန်တဲ့အနေထားဆိုတော့လေစစ်ကောင်စီတပ်ကမိုးကုံးမြို့နောက်ပိုင်းကြောက်ဖားရွာနေကကြက်ချံကိုအော်တိုဘာလ20ရက်မှာရေချောင်းကနေဘုံကျဲခဲ့ပေမဲ့လူထိခိုက်မှုမရှိခဲ့ပါဘူးမိုးကုံးမြို့ကိုစစ်ကောင်စီတပ်ကဩဂတ်လနဲ့စက်တင်ဘာလ2လအတွင်းဒီကြောင်ကနေရှစ်ကျင်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူရောက်60ထက်မနည်းတိုက်ဆုံခဲ့တယ်လို့ DBB ကစုဆောင်းထားတဲ့အချက်အလက်တွေအရသိရပါဗျ။ကျွန်တော်လင်းပါ